ီနေ့မှာကျွန်တော်ရဲ့ shooter game ကို mobile phone မှာ solo ရအောင် clonation ပြစ်ခတဲ့ဟာကိုဘယ်လိုထည့်လဲဆိုတာပြပြပေးသွားပါမယ်။ကျွန်တော်ပထမဆုံးမှိန်နေတဲ့ UI canvas ဆိုတဲ့ game object ကို online ရပါမယ်။ပြီးလို့ရှိရင်ကျွန်တော် UI canvas game object ထဲက UI canvas controller script ထဲကိုနှစ်ချက်နှိပ်ပြီးဝင်လိုက်ပါ။ script ထဲမှာကျွန်တော် shoot ဆိုတဲ့ method လေးကို import နဲ့ချိန်ပြီးတော့တရားရေးလိုက်ပါမယ်။ပြီးရင် code ကို save ပြီးရှင် Unity engine နဲ့ပြန်သွားလိုက်ပါ။ကျွန်တော်ပြစ်ခတ်ဖို့အတွက် UI canvas ဂိမ်း object တခုဖန်တီးရပါမယ်ကျွန်တော် show UI အတွက်ကျွန်တော် bullet ပုံလေးပြောင်းလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဖုန်းပေါ်မှာဒီ input cloud ချိန်ပြီးတော့ပြစ်ခတ်တဲ့ mechanic ရပါပြီ သေးသေးသိချင်ကျွန်တော်တို့ရဲ့ gaming ကမြန်မာ YouTube channel မှာတွားရကြည့်ရှုနိုင်ပါတယ်။ဒီထက်ပိုမိုက်တဲ့ PUBG လို game တွေက feature တွေ၊ game mechanic တွေကိုသိချင်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ gaming ကမြန်မာကနေဖွင့်လှစ်ထားတဲ့ကို game ကို funding ဆိုတဲ့အတန်းမှာလာရောက်လေ့လာလို့ရပါပြီ။ကျောင်းအတန်းမှာ message က game သုံးခုကိုနှစ်လအတွင်း funding နိုင်မှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလည်း certificate နဲ့ professional game developer တယောက်ဖြစ်လာဖို့အတွက် promo လမ်းကြောင်းကိုလည်းချပြပေးတော့မှာပါ။ ျွန်တော် batch 3အတန်းကတော့ April 9ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပြီးတော့ဒူးရီ15ရောက်တာကန့်သက်ထားပါတယ်။အဲ့ဒါကြောင့်အမြန်ဆုံးလာရောက်ဆင်းသွင်းဖို့တော့လိုအပ်ပါတယ်။အတန်းကြီးကတော့နှစ်သိန်းကျပ်အကျသင့်မှာဖြစ်ပြီးတော့ပထမဆုံးလာအပ်တဲ့9ရောက်ကိုလည်း25% off discount ပေးသွားမှာပါ။အသေးစိတ်ကိုတော့ကျွန်တော်တို့ Facebook page တို့မဟုတ် Telegram account နဲ့လာရောက်စုံစမ်းနိုင်ပါတယ်။